ားလုံးပဲမင်္ဂလာပါဒုက္ခ YouTube channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျွန်တော်ကတော့ဒုက္ခဝိုင်းလုံးသားတယောက်ဖြစ်တဲ့တောင်းကြီးပဲဖြစ်ပါတယ်ဒီနေ့မှာတော့စာရေးဆရာစောင်းနှုတ်နဲ့ရေးသားထားတဲ့အချော်ကောက်တစော်ကေးဆိုတဲ့ဝတ္ထုလိုလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ် ောင်မြုံဘွဲမှာပြန်လာတဲ့ကားတစီအဆောင်ရှိမှာတိမ်းမောင်းမှု ဖြစ်တယ်။လူသေးပြောက်ရှိတယ်။ကားမောင်းမှုကစစ်ပြန်ကြီးအဆောင်နဲ့မလန်မကန်းမှာဖြစ်ပွားခဲ့ခြင်းဖြစ်တယ်။ကျောင်းသားများကျောင်းတက်နေသည့်နေ့လယ်ပိုင်းဖြစ်၍ဘယ်နှယောက်သေးပြီးဘယ်နှယောက်ဒဏ်ရာရမှမသိလိုက်ကြဘူး။ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့မတွေ့လိုက်ရယူရလဲ။ထို့အဖြစ်ကိုဘယ်သူကမှအမှတ်မရကြတော့ဘူး။တရင်ကျော်လာလုံးမှာစကစစ်ပြန်ကြီးအဆောင်တွင်ထူးခြားသောအဖြစ်များဖြစ်ပွားလာခဲ့တယ်။ပထမဦးဆုံးတွေ့ကြုံရသူမှာ အောင်အောင်ဦးဆိုသောမိထီလာမကျောင်းသားဖြစ်တဲ့ ူးအိနေစဉ်သူ့လူကိုယ်လုံးကိုလာရောက်ပုတ်တတ်သလိုခံစားရ၍မျက်စိဖွင့်ကြည့်လိုက်ရာဂရင်ဘေးတွင်တင်မလွဲထိုင်၍သူ့ကိုကင်တွယ်ပုတ်တတ်နေသောအမျိုးသမီးတယောက်ဤတရံကိုခရင်ရီတွေ့ရသည်ဟုဆိုရယ်သူလည်းလန့်အောင်လိုက်တယ်အမျိုးသမီးလည်းအဆောင်ထဲမှထွက်ပြီးပျောက်ွယ်သွားသည်ဟုဆိုရယ်သူ့ကိုတန်ကြောင်တဆောင်လုံးလန်တို့လာတွင်အောင်အောင်ဦးကထိုအတွေ့အကြုံကိုပြောပြခြင်းဖြစ်တယ်အောင်အောင်ဦးပြောကိုဘသူကမှမယုံဒုတိယဂျုံဝသူမှာရွှေဘုံမှအကြောင်းသားမောင်မြတ်ဆန်ဖြစ်၏မောင်မြတ်ဆန်ကတော့အမျိုးသမီးကိုအဆောင်ထဲဝင်လာကနေကမြင်လိုက်ခြင်းဖြစ်တယ် အမျိုးသမီးတစ်ယောက်သည်အဆောင်အနောက်ဖက်မှအဆောင်နှင်းဝင်လာကတန်းစီချထားသောကရင်များကိုတကရင်ပြီးတကရင်လိုက်ငုံကြည့်နေတာကိုသူမြင်နေရတယ်။ဟေးဘာလုပ်လဲ။မျက်စံကလှမ်းအောင်လိုက်ရန်အမျိုးသမီးတရန်သည်ဖြတ်ခနဲပျောက်သွားလေတယ်။မျက်စံကတဆောင်လုံးကိုနှုတ်ပြောတယ်။အပြင်ကိုထွက်ပြေးသွားတာမဟုတ်ဘူးကွာ။ငါအော်လိုက်မှအဲ့ဒီနေရာမှာပဲပျောက်သွားတာ။သူကကြော်ကြော်မောင်းကရင်ပြီးရနေကြော်ကြော်မောင်းငုံကြည့်နေတော့ငါအော်လိုက်လို့ပျောက်သွားတာ။ထွက်ပြေးသွားတာမဟုတ်ပျောက်သွားတာဆိုတော့မျက်စံပြောရ အမျိုးသမီးမှာနာနာဘာဝလိုဖြစ်နေတာလူငယ်ចောင်းသားများမို့တရေစီကိုအယုံကြည်မရှိကြတရေဖြစ်မိဟုမထင်တကယ်ပင်အမျိုးသမီးတယောက်ဖြစ်ခြင်းဖြစ်မယ်ဒါမှမဟုတ်မျက်စံအမြင်မားတာဖြစ်ခြင်းဖြစ်မယ်အမျိုးသမီးတကယ်ဖြစ်ခဲ့လျင်ယောက်ျားလေးအယောက်20နေသည့်အဆောင်ကိုညာအချိန်မတော်ကြီးဘာလာလုံးသည်ပစ္စည်းခိုးဖို့လားအောင်အောင်ဦးရဲ့အတွေ့အကြုံရတော့သူ့တကူလုံးကိုပုတ်တက်တယ်ကင်တွယ်သည်ဆိုပြန်ရောမိမတယောက်သည်ဤမြအတင်းရဲရသလားမိန်းကလေးမြင်ရင်သားနဲ့ကွာ မင်းကမင်းစီကိုတိုးတိုးတိတ်တိတ်လှမ်းမခေါ်ဘဲနဲ့ဘာလို့អော်လိုက်ရတာလဲမိမကိစ္စဝါသနာပြင်းပြသည့်ចောင်းသားတစ်ယောက်ကတောက်တစ်ခေါက်ခေါက်ဖြင့်ကြုံကြုံမောင်းကိုအပြစ်တင်တယ်သူ့ပုံစံကကြောက်စရာကြီးကွာဘယ်လိုလဲဗီဒီယိုတွေကတရေပုံယူလားမဟုတ်ပါဘူးကွာရိုးရိုးပဲသဖြင့်အတူနဲ့ညနာကတော့ဖွေးနေတာပဲကွာမိတ်ကတ်တွေလိမ့်ချတာနဲ့တူးတယ်အယွေကရောနှစ်စင်မကျော်တော့ဘူးကွာ16 16လောက်ထင်ရတယ်ဒါနဲ့များကွာဟာကောင်ရ ဘာဖြစ်မှမသိဘူးကွာသူ့မြင်လိုက်တာနဲ့ငါစက်သိန်းတွေဖြည်းဖြည်းထားပြီးကြောက်လာတာပဲကြောက်ကြောက်နေအွန်လိုင်းမိတာကွာညီတို့ပင်စိုးစီထိုကိစ္စတော့အဖြေကမထွက်နောက်သုံးရက်အကြာမှာထပ်ကြုံရပြန်လေဒီတစ်ခါကြုံရသူကမလိုင်ကចောင်းသားတီဟဆော်ဖြစ်တယ်တီဟဆော်အိတ်နေတော့သူ့ရဲ့မတော်ရာကိုအကန်ခံလိုက်ရတဲ့အတော့လန်နိုးသွားတယ်သူ့ကြည့်လိုက်တော့မိမတယောက်တည်းသူ့ကရင်မိမရက်နေတယ်အေးဆက်လွန်းတော့အထီးတွေ့ကြောင်သူ့အလန်တကြားအွန်လိုင်းနေတယ်ထိုခါထိုမိမသည်ဖြတ်ခနေပြတင်းပေါက်ကိုခုံကျော်ကပျောက်ွယ်သွားလိမ့်တယ် တီဟဆိုအပြောသာအမှန်ဖြစ်လျင်အမျိုးသမီးမှာနာနာဘာဝဖြစ်မိမှာတေချာသလောက်ရှိသွားတယ်။အဘဲကြောင့်ဆိုတော့ပဒင်းပေါက်ကိုတန်းတိုင်းခုနှစ်ချောင်းကာယံထားသောကြောင့်ဖြစ်တယ်။လူမျိုးမျိုးနဲ့မျိုးတော်ကောင်တော်မှအလိုတကူတိုးဝင်လို့မရနိုင်ဘူး။တန်းတိုင်းကာထားသောပဒင်းပေါက်ကနေခုံကျော်သွားသည်ဆိုတော့တရေတစီမှုသာဖြစ်ရပေမယ်။သုံးညင်အကြုံ အပြီးတွင်တော့ထိုသတင်းများကအဆောင်ပိုင်းရှင်အဖိုးကြီးဥပဇံနားတဲသို့ရောက်သွား၏။အဆောင်ကိုစစ်ပြန်ကြီးဟုနာမည်မှတ်ထားခြင်းမှာ အဆောင်ပိုင်းရှင်ဥပါဇံကိုတိုင်စစ်ပြန်ကြီးတယောက်ဖြစ်သောကြောင့်ပဲသူ့ကိုရော်လုံးကစစ်ပြန်ကြီးပါဇံဟုခေါ်ကြတယ်တက်ထဲတွင်တက်ကြကြီးအစင်းဤတာဝန်ထမ်းမှုတယ်သူ့ဝင်ရှိနိုင်အငိမ့်စားတက်ကြကြီးပါဇံဆိုသောစိုင်းပုတ်ကလေးချိန်ထားတယ်ရခင်ကဤရွာကလေးသည်ရန်ကုန်မန္တလေးလမ်းဘေးကရွာလေးတစ်ခုသာဖြစ်တယ်တက္ကသိုလ်ကောလိတွင်မြို့ပြင်ဘက်တွင်မှတိုးချဲလာကြတော့ဤရွာကလေးနှင့်မလန့်မကန့်မှတက္ကသိုလ်တစ်ခုရောက်လာတယ်စစ်ပြန်ကြီးပါဇံအိမ်မှာလဲကတရာလမ်းမေးရခြံဝန်းကျင်တစ်ခုဖြစ်တယ် ခြံဝင်းကျဲထဲမှာနှစ်ထပ်အင်္ဂလိပ်စောက်၍ပင်စင်စားစစ်ပြန်ကြီးတို့မိသားစုနေကြတယ်။တက္ကသိုလ်ဖွင့်လိုက်တော့တခြားအိမ်များနီးတူစစ်ပြန်ကြီးကလည်းခြံဝင်းထဲမှာအဆောင်အုံတစ်ခုစောက်ခါယောက်ျားလေးចောင်းသားများကိုအဆောင်ငှားထားခြင်းဖြစ်တယ်။အဆောင်နာမည်ကိုလည်းစစ်ပြန်ကြီးအဆောင်လို့ပဲပေးလိုက်တယ်။ဥပါဇံသူ့အဆောင်ကိုစီကံကြီးသောအဆောင်ဖြစ်အောင်လုပ်ထားတယ်။ကိုယ်တိုင်ကလေးတက်ထွက်တယောက်မူအဆောင်နေចောင်းသားများကိုတက်ထဲကဘားတိုက်တွင်ထားတဲ့အတိုင်းထားတယ်အဆောင်ကိုဂိုးတောင်ပုံစံ၄တောင်ဆက်ဆက်စောက်ထားတယ်အတွန်းမှာအခန်းကန့်ပြိမထား လူ20အတွက်ကရင်လုံး20ကိုနိုင်ငံတစ်ဖက်စီတွင်10လုံးစီခြားထားတယ်။ကရင်ချင်းခြေချင်းဆိုင်၍ခြားထားခြင်းဖြစ်တယ်။ចောင်းသား20လုံးခန်းရှိတစ်ခုတည်းတွင်နေပြီးရောအဆောင်၌ចောင်းသားအယောက်20အပြည့်ရှိပါတယ်။အဆောင်ကညာ9နာရီနောက်ဆုံးထားပြန်ရန်ကန့်သက်ထားတယ်။9နာရီကျော်လျင်အဆောင်နှင်းဝင်ခွင့်မရှိ9နာရီထိုးသည်နှင့်သူကိုယ်တော်ခြံဝင်းတကားကိုတော့ခတ်တယ်။အဆောင်နှင်းမှာအရက်မတော့ရအပြင်ကတောက်လာရင်လည်းမဆူရ9နာရီကျော်လျင်ဂီတာမတီးရအထူးသဖြင့်အဆောင်နှင်းကိုမိမ့်မှန်များခေါ်မလာရ ူဆိုလိုသည့်မိမများမှာမိမပြက်များပြည်သားများကိုဆိုလိုပါတယ်သူအစည်းကမ်းနိုင်ဖြစ်မဖြစ်လဲမကြာခဏစစ်ဆေးလေးရှိတယ်သူအစည်းကမ်းတင်းကျပ်ထားတာတွေအတွက်လဲဂုံယူတယ်ထိုကဲ့သို့ဥပဇန်ကြီးသည်သူအဆောင်တန်းသူမိန်းကလေးတယောက်ဝင်သည်ဟု သိရသည့်အခါယုံလဲမယုံဒေါသလဲထွက်သွားလေတယ်မင်းတို့မိမခေါ်လာပြီးငါတိမှဆိုလို့မဟုတ်မဟတ်ရှောက်ပြောနေတာမဟုတ်လားကွာဟာဗျာဘာလဲအဖကူတိုင်းခြံတာကတော့ခံနေတာပဲမိမပါလိုက်ရင်အသဘာအတိမှာပေါ့ အမျိုးသမီးသရံကိုတွေးလိုက်သူလူသုံးယောက်ကသူတို့တွေးလိုက်သည့်အတိုင်းပြန်ပြောပြလိုက်တယ်။စေပြင်းကြီးကအစာမကြေဘူး။မိန်းမတယောက်ကယောက်ျားလေးတွေကြီးနေတဲ့ဆောင်းထဲဝင်ပြီးဟိုကိုင်ကြီးကိုင်လှုပ်တယ်ဆိုတာလေမယုံနိုင်အောင်ဖြစ်နေတယ်။ဘလူးမိန်းမမျိုးဖြစ်နေမလဲ။တရေသစီဆိုတာကလေသူကမယုံသူမို့စဉ်းစားရခတ်နေတာ။သူ့ချမ်းဝင်းထဲကိုလူစိမ့်ဝင်ဖို့ဆိုတာကလေညာကြီးချိန်မတော်မှာပို့ယူမလွယ်သေးတယ်။အဆောင်နဲ့ချမ်းဝင်းတဝင်းနဲ့အတူဖြစ်သည့်သူ့အိမ်မှာတော့မိန်းမ၃ယောက်ရှိပါတယ်။ သူနှင့်ရွယ်သူအသက်65နှစ်ခန့်ရှိသူသည်နည်းသူ့အမရင်းအသက်82နှစ်အရွယ်မုတ်ဆိုးမအဖွားကြီးရဲ့သူသမီးအသက်43နှစ်အရွယ်အပြိုကြီးရဲ့ចောင်းသားတွေပြောရဒီမိန်းမတွေတဲကလည်းမဟုတ်နိုင်စိတ်မနှက်နဲ့အယူမတယောက်များခြံထဲဦးကြိုးဝင်လာသလားလို့တွေးမိတယ်ဖြစ်နိုင်ချေတော့နဲလာပြီတဲ့ယောနီချုံဆံမှာလည်းအယူမတယောက်များမရှိချေဒါပြင်မင်းတို့အဲ့ဒီကောင်မကိုနောက်တစ်ခါတွေ့မိအောင်ဖမ်းဆန်းကွာငါတညာလုံးမီးဖွင့်ပိတ်ထားမယ် ဥပါဇာကအဆောင်ထဲတွင်မီးမပိတ်စီပဲတညာလုံးဖွင့်ထားစီတယ်။မီးပြက်သွားချိန်မှာပင်မီးစက်ကိုဖွင့်ပေးထားသည်။သုံးလင်းညတော့ငြိမ်သက်သွားတယ်။ဘာမှမထူးချမ်းတညာတွင်တဆောင်လုံးထိန်နေအောင်မီးဖွင့်သားသည့်ရာမထိုမီးမှအရေးကိုပြန်တွေးရလေတယ်။တွေးမယ်တွေးတော့အဆောင်ပိတ်ချိန်ပင်မတန်သေးသည့်ည၈နာရီအချိန်ကြီးတပ်ပိုင်းဆိုသောကျောင်းသားကအပေါ်သွားရာအိမ်သာထိမသွားဘဲနဲ့အဆောင်နှင့်မလန့်မကန့်မှတမာပင်အောက်တွင်သွားလိုက်တယ်။တပ်ပိုင်းလန်တကြအော်လိုက်တဲ့ကြောင့်ကျောင်းသားတွေအားလုံးပြေးသွားကြတော့ တပ်ပိုင်တယောက်ကြောင်လန်ကတက်လျက်နေသည်ကိုတွေ့ရတယ်။ရစ်ပြန်ကြီးရောအဖွားကြီးများပါအပြေးလွာရောက်လာကြတယ်။တပ်ပိုင်နှုတ်မှတရေတရေဟုအော်နေတယ်။ရစ်ပြန်ကြီးကပန်ဝင်းကျင်ကိုလူဖြန့်ပြီးတေချာကြည့်ခိုင်းတယ်။သူကိုယ်တိုင်လည်းငါးတောင်ထိုးလက်နေဒမ်မီကြီးဖြင့်ခြံဝင်းနဲ့လိုက်ထိုးကြည့်တယ်။ဘာမှမတွေ့။တပ်ပိုင်အတန်ကြာကြာချင်းပြေးလာကြရာတပ်ပိုင်အပေါ်ဆုံးသောတပ်ပင်အောက်မှခြံဝင်းအပြင်ကိုထွက်ပြေးဖို့အချိန်မရနိုင်။တပ်ပင်တွေကိုလည်းထိုးကြည့်တယ်။ဘာမှမရှိ။တပ်ပိုင်ကိုအကျိုးကြောင့်မေးကြည့်တော့ ျွန်တော်ပေါ်သွားနေတော့အဲ့ဒါကြီးကတပ်ပြီးအောက်ကနေလေးဘက်ကြီးကုန်ပြီးထွက်လာတာအဖလေးဘက်ကုန်ဟုတ်တယ်ဗျညီကြီးပေါ်လေးဘက်ထုတ်ပြီးလာတာ မိမဆိုတာသိကြလားသိကြပါတယ်မျက်နှာမှာမိတ်ကတွေဖွေးနေတာပဲဟင်မိမဘလို့ခြောက်တော့ခြောက်တာမဟုတ်ဘူးအဖရဲ့ဟူးဟူးတပိုင်းကဘေးမှာဖွားကြီးများဝကြီးကပြောမထော်ပဲဖြစ်နေတယ်ပြောသမှာကွာမြင်းမြန်းဟူးဟူးသူ့လက်ကြီးနဲ့ကျွန်တော်ပေါင်ခွာချောင်းကိုလှန်ကိုင်းတာငါလခွေး လေကြီးနဲ့လှမ်းကင်လိုက်တာကြက်သိမ်းထားလိုက်ရဗျာကျွန်တော်လေးကြောက်ကြောက်နဲ့អော်လိုက်တာအဖသူကတပင်အကိုကိုပြန်ဝင်သွားတာဟာတော့ခွေးတရေဆိုလဲဘလို့တရေပါလိတော်တော်တနာထားတယ်တရေမှာပဲဟိသူစဉ်အဆောင်ထဲမှာရုပ်ရုပ်သေးသေးနဲ့လှမ်းခေါ်တန်းကိုကြားလိုက်ရတယ်အဖရေအဖလာအောင်ဒီမှာလူကြီးအလုံးအဆောင်ထဲပြေးဝင်သွားရပြန်တယ်အဆောင်ထဲရောက်တော့ရာဂျာဆိုတော့ဟိန္ဒူကလားကလေးကသူ့ဂရင်မော်တွင်ပစစ်ဒူးတုတ်ထိုင်ရင်ငိုချိုက်နေတာတွေ့ရတယ် ရကြံပုံစံထူးခြားလာ၍အားလုံးကအံ့အားသင့်နေကြတယ်။ထိုင်းနေပုံကမိမများထိုင်းနေသလိုပစိတုတ်ထိုင်းနေတာ။ခေါင်းငုံကမျက်နှာကိုလဝါနဲ့အုပ်၍ကြိတ်ငိုနေပုံမျိုးငိုနေချင်းဖြစ်တယ်။ပခုံးများကတွန့်တွန့်သွား၏။ရကြံမှာမုတ်စိတ်ပပိုင်းနဲ့အမွေများများကလားဖြစ်ကအာကသာသမားတို့ဦးမို့ထွားထွားချင်းချင်းကြားကြားလဲလျားရှိသူဖြစ်တယ်။မခုတည်းရို့အမူအရာကိုကြည့်ပြီးရည်လဲရည်ကျင်တယ်။အံလဲအံအောနေကြတယ်။သူများကိုကင်ပါသူများကိုတနာညာပါ။ သူများသူများဒုက္ခရောက်နေလို့ဟာသူများကိုကဲပါတော့အကူတို့ရဲ့နှုတ်မှထွက်လာတော့အတန်းကလည်းမိမရှာတဲ့ဥစကားပြောတဲ့ဖြစ်နေတယ်သူများဆိုသည့်နန်းစားအသုံးလုံးကလည်းမိမရှာတဲ့စကားပြောရတွင်သုံးသည့်အသုံးလုံးဖြစ်နေ၏ရာဇာကငိုရင်းမျက်ရည်များကိုလက်ခုံနဲ့ပုတ်တုပ်လိုက်တယ်မျက်ရည်တုပ်ဟန်ကလည်းမိမဟန်ဟဲ့နင်းမသူလေဘာပြောချင်လို့လဲစစ်ပြန်ကြီးအမအသက်ကြီးဆုံးအဖွားကြီးက ရှေ့ထွက်လာကမေးလိုက်တယ်ရာဇာကအဖွားကြီးကိုကောင်းမွန်ကြည့်တယ် အဖွာတစ်သိဟူကေပါအဖွာရေအေးနေမသူလဲလို့မေးနေတယ်လीတစ်သိတစ်သိကရန်ကုန်မှာပါအဖွာရေတောင်မြုံးကပြန်ဒီနေရာမှာကားမောင်တုံးကတစ်သိတယောက်ထဲကြံနေခဲ့တာပါအူးဟဲ့ဒါဖြင့်နင်နင်မကြွလို့တည်တဲ့ဟာပေါဟိုဘာရေအဖွာရေတစ်သိဟူကေပါမမီကိုခေါ်ပြီးပါအဖွာရေတစ်သိမမီကိုခေါ်ပြီးပါဘဲမမီလေရန်ကုန်ကပါတင်းတင်းကိုမွေးစားတဲ့မမီပါမမီကိုပြောပြရင်မမီလာပါလိမ့်မယ် နေမမီကိုဘလို့ခေါ်ပြီးရမှာလဲမမီလေးစာပြောပါမယ်တဲ့တဲ့ဆိုသူကမမီလေးစာကိုဖုန်းနံပါတ်နဲ့တကွာပြောပြကြီးចောင်းသားတယောက်ကစာအုပ်ထဲတွင်ရေးမှတ်ထားတယ်မမီဆိုဒေဝီဆိုလှရင်မျိုးဆိုတော့ကြောင့်မမီဆိုဒီမှာလေးမိမရှာတယောက်ဖြစ်ပြီဟုခံမှန်းရတယ်နှိမမီကမိမရှာလားဟုတ်ကဲ့မမီလည်းမိမရှာတဲ့တဲ့လည်းမိမရှာပါပဲအဖွားရဲ့အဆောင်နီးကကလေးတွေကိုမဖွင့်မရလိုက်တုံနေတာနင်လားဟဲ့ဟုတ်ပါတယ်အဖွားတဲ့တဲ့သူတို့ချစ်လို့ပါ ဟေးဒါမျိုးလုံနေနေမမီကိုခေါ်မပေးဘူးနောက်မလုပ်ဘူးလို့ဂတိပေးစမ်းဟုတ်ဟုတ်ကဲ့ပါနေဘလို့ဖြစ်တာလဲဖြစ်ပုံပြောစမ်းဒီအရှိမကောင်းပေါတော့တက်တက်တည်သွားတယ်မမီတို့ကတက်တက်ကိုတယောက်ထဲထားပြီးခင်းကြတယ်တက်တက်တို့တငယ်ချင်းတွေစုပြီးတောင်မျိုးမွေးကိုလာတာတိပြိုဘူးကောင်းတာပဲအပြင်ကျတော့တက်တက်တယောက်ထဲဒီမှာကြံခဲ့ရတယ်တက်တက်လေအခုအဆောင်နောက်ကတမာပင်ကြီးပေါ်မှာနေပါတယ်အဖွားရေအေးနေเจ้าသားတွေကိုမနောက်ချက်နဲ့ ကောင်းကောင်းနေရင်နေမမီကိုမှားပြီးမယ်ကြားလားတစ်တစ်အေးရာဂျာကခေါင်းညိနေငိုနေရင်မှတစ်ချက်တန်းလိုက်ခါရာဂျာကရင်ပေါ်လှည့်ချလိုက်လေတယ်ရှင်ပြန်ကြီးဥပါဇံကရာဂျာဖြစ်ကိုကြည့်ရင်ယုံရခက်ခက်ဖြင့်ဇဝေဇဝါဖြစ်နေသည်ရာဂျာပဲလိန်စားလေသလားရာဂျာကိုယ်တိုင်အချောက်စိတ်ဝင်ပြီးအချောက်လူနေခြင်းလို့ဟန်ဆောင်နေတာလားလို့တွေးမိတယ်ကျောင်းသားများကရာဂျာကိုသတိရအောင်ဝိုင်းလှုပ်လိုက်ကြလို့ရာဂျာသတိရလာတယ်ဘီမာဥပါဇံနဲ့အိမ်သားများကိုကြည့်၍အံ့ဩနေတယ်မဘာဖြစ်ပေါ်လဲ အဘတို့ကဘာလာလုံးတယ်လဲရာဇာတန်ကအချောက်တန်မဟုတ်တော့ပုံမှန်အတန်ဖြစ်နေတယ်ဖြည့်ပြန်ပုံကိုလည်းမှတ်မိရမတူးစစ်ပြန်ကြီးဦးပါဇံကစိတ်ချုပ်ချုပ်ဖြင့်အဆောင်ထဲမှာထွက်ခဲ့လေတယ်နောက်တနေ့မနေ့ရောက်တော့အမကြီးကတဲတဲအမပါသည့်အတိုင်းရန်ကုန်မှမာမီဆိုးဆိုသူကိုဖုန်းဆက်အကြောင်းကြားဖို့ဦးပါဇံကိုတတိပေးတယ်စစ်ပြန်ကြီးကအင်တင်တင်လုံနေတယ်သူ့အနေဖြင့်သူ့အဆောင်ထဲဝင်နေတဲ့ရဲဘူးအခုကြီးအစာမကြေသေးတရေကလည်းကြញ្ញံဖန်ဖန်မင်းမရှာတရေဖြစ်နေရသေးတယ် ကျွန်တော်ဒါတွေကိုမယုံဘူးအမခေါ်မပေးနိုင်ဟဲ့ခေါ်မပေးလို့ဖြစ်မလားဘာဆန်နင်းယုံယုံမယုံယုံဖုံးဆက်ကြည့်လိုက်စမ်းပါဖုံးဆက်ကြည့်လို့မာမီဆိုးဆိုတာတကယ်ရှိရင်သူပြောတာမှန်လို့ပေါ့ဟုတ်ပါတယ်ကိုဘဆန်ရဲ့တော်ကြမင်းမရှာတရင်မကြွရီကျုလို့အဆောင်မှာအမြင်တောင်းကြန်နေမှာပို့သူပြောသလိုအကြောင်းကြားကြည့်လိုက်စမ်းပါဂတိလဲပိတ်ထားပြီးပြီဒီနေ့ဖြစ်သူကလည်းဝင်းတိုက်တွန်းပြန်နေဘာပဲဖြစ်ဖြစ်တောင်မျိုးကပြန်လာတဲ့ကာတစီဒီရှိနားမှာမှောက်ခဲ့တာတိုးလဲတိနေတာပဲ မိမိရှာလီတောင်တောင်ပြုံးသွားတာဘာဆန်းလို့လဲရာဇာကိုဝင်ပူးတာဖြစ်နိုင်တယ်နောက်ဆုံးတော့စေပြန်ကြီးဥပဇံလေသူကိုယ်တိုင်လည်းဒီဖြစ်ကိုတကယ်ဟုတ်မဟုတ်စုံစမ်းကြည့်၍ရန်ကုန်ကိုဖုန်းဆက်ရန်ရွာထိပ်က PC ကိုဖုန်းရှိရာထွက်လာလိုက်တယ်တင်းတင်းဝင်ပူးပြောသွားသည့်ဖုန်းနံပါတ်အတိုင်းဆက်ကြည့်လိုက်တော့တကယ်ပဲမာမီဆိုးဆိုသူနဲ့တွေ့ရအကျိုးကြောင့်ပြောပြတော့တစ်ဖက်ကမာမီဆိုးဆိုသူကဝန်ခံတယ်သူတို့တောင်ပြုံးအပြန်မှာတက္ကသိုလ်ကျောင်းကြီးကားမောက်ခဲ့တာလည်းဟုတ်နေတယ်သူတပည့်တဲတဲဆိုသည့်မိမရှာလေးတေးချန်ခဲ့တာလည်းမှန်နေတယ် မမီဆိုးဆိုသူကဥပါဇံပြောပြသည်များကိုနားထောင်ကအိမ်ရှာအတန်ဖြင့်ငိုယူနေသေးတယ်ကြည်သူတင်မာရီအကူကြီးရဲ့ဆိုးလိုချက်ချင်းလာခဲ့ပါမယ်အုံမလီတက်တက်မမီသမီးလေးဖြစ်ရလေကိုယ်ဖြစ်ရလေစည်ပြင်းကြီးအဆောင်တွင်မိမရှာသေးရေဝင်းရောက်ကြောင်းတရင်မှလဲတက္ကသိုလ်တစ်ခုလုံးနှင့်ယူရတဲ့တွင်ပြန့်နှံ့သွားလေတော့တယ်နောက်နေ့ရက်ကြတွင်မမီဆိုးဆိုသူရောက်လာတယ်မမီဆိုးနဲ့သူနောက်လိုက်နောက်ပါမိမရှာလေးယောက်လဲပါလာတယ် ပါလာသူများကစေကျော်သက်ယူရဲ့ငငယ်လေးများဖြစ်ကြတယ်။မမီဆိုလိုမှရန်ကုန်မှဒီအထိကားတည်းကိုငှားလာခြင်းဖြစ်တယ်။ရုပ်ဒီနဲ့စစ်ပြန်ကြီးအဆောင်ထဲဝင်လာကမိတ်ဆက်တယ်။ကျမမမီဆိုပါတဲ့တဲ့ကိစ္စနဲ့လာတာပါ။မိတ်ကတိဖွင့်နေအောင်လင်း၍စင်ရွှေရတနာတွေညွတ်နေအောင်ဝတ်ဆင်ထားသော အသက်90ကျော်မိမရှာကြီးကိုကြည့်၍အာလုံးအံ့အားသင့်နေကြတယ်။ဒီလိုလူဒန်းစားမျိုးနဲ့တခါမှမဆက်ဆံဘူး၍ဘလူပြောဆိုဆက်ဆံရမယ်မသိဖြစ်နေတယ်။ ထိုနေ့ကစနေနေ့ဖြစ်၍ကျောင်းသားတွေအားလန့်နေတယ်။မမီဆိုးတို့ရောက်လာတာအစောကြီးဖြစ်၍အဆောင်မှလူတွေစုံနေတယ်။မမီဆိုးတို့အဖွဲ့ကိုအမြင်တွင်ကျောင်းသားအားလုံးစစ်မြန်ကြီးအိမ်အောက်ဖက်ရောက်လာကြ၏။ဟေးတငယ်လေးတွေအစင်လေးတွေတိုးမမီဆိုးနောက်ကမိမရှာလေးများကကျောင်းသားတွေကိုကြည့်ကမိမရှာလက်သုံးစကားဖြင့်ပြောလိုက်တယ်။တငယ်ဆိုတာကယောက်ျားလေးတွေကိုခေါ်ပြီးတော့အစင်ဆိုတာကလှတယ်ချောတယ်လို့ဆိုလိုခြင်းဖြစ်တယ်။မမီဆိုးကသူသမီးများကိုမျက်စောင်းလှဲ့ထိုးကြည့်လိုက်ခါအိမ်တွေရရနေဖို့သတိပေးတယ် လာကြပါလာကြပါအဖြစ်ကအဆောင်ထဲမှာဖြစ်တာကွစိပြန်ကြီးအမားကပင်မမီဆိုးတို့ကိုဥဆောင်၍အဆောင်ထဲကိုခေါ်သွားတယ်ဆိုးဖုံးစတာဟုတ်ရအကူကြီးလားဟင်မမီဆိုးကစိပြန်ကြီးအနာကက်ခါမင်းလိုက်ချင်းကြောင့်ဥပါဇံတယောက်တွန့်ကနေဖြစ်သွားလိမ့်တယ်ဟုတ်တယ်ကြုတ်ဖဲကျေးဇူးတင်ပါတယ်အကူကြီးရဲ့ကျောင်းသားများကဥပါဇံကြီးစိတ်မတက်မသားပုံစံကိုကြည့်ကပြုံးစီစီဖြစ်နေကြတယ်အဆောင်ကရောက်ရုံရှိသေးတယ်ဟိုတညကဝင်ဘူးခံရတော့ရာကြပင် မမီဆိုနာပြေးလာကမမီ မမီရဲ့တမီစီလိုက်လာတာလားတမီတဲသေးလေးမမီ ရာဂျာကအချောက်တန်ဖြင့်ပြောရင်မမီဆိုကိုဖတ်ငိုပါလီတော့တယ်အိုးတမီတဲသေးဟေးဟုတ်တယ်တို့ဒါတဲသေးရဲ့အတန်မင်းတဲရီဒူလေးပါလေလေတဲသေးဖြစ်ရလေတဲရီတဲလီညီမလေးမိမရှာမြအားလုံးရာဂျာကိုကြည့်ကငိုပွဲစင်ညာလီတော့တယ်တဲသေးဝင်ဘူးနေတော့ရာဂျာကတော့ ။တခြားမိန်းမများကိုဂီဦးမဆိုင်။မမီဆိုးကတော့တိုင်တယ်၍ပြောနေတယ်။မမီရဲ့မမီ သမီးကိုကဲပေါင်း။သမီးဒေါ်ဥက္ခတွေရောက်နေပြီမမီ။သမီးကိုကြော်ကုတ်လော်ကုတ်အောင်လှုပ်ပေးကြပါမမီရဲ့။သမီးတင်းတင်းမမီလှုပ်ပေးပါမယ်ကွယ်။ဘလို့လော်ကုတ်ရမလဲသာပြောပါသမီးရဲ့။မမီတို့ကတသိသိတေယောကောက်ထေးထားပြခဲ့တာတမီတိတ်မျောကနငယ်တော်ပဲမမီရဲ့ မမီဆူးနဲ့ရာဂျာတို့အချောက်ပန်းစကားများဖြင့်ပြောဆိုနေကြခြင်းဖြစ်ရာမိသူများနားမလဲကြပေအချောက်ချင်းချင်းသာနားလဲကြလေဒုက္ခဆိုဒီမှာဒုက္ခကိုဆိုလိုခြင်းဖြစ်၍တဲ့တဲ့ဤဝိညာဉ်ကသူဒုက္ခရောက်နေကြုံကိုရာဂျာမှလည်းအသိပေးခြင်းဖြစ်တယ်ကျုပ်ကလောကုဆိုတာကတော့ကျွတ်လို့ဖြစ်ပါတယ်မမီဆူးကလည်းတဲ့တဲ့ကိုကျွတ်လို့အောင်လောကုလှုပ်ပြီးမြည်ဟုဂရိပေးလိုက်ခြင်းဖြစ်ပါတယ်တဲ့တဲ့ကတယောက်ကောက်ထင်းတယောက်ထင်းမြုတ်မြုတ်ကနာကေမျက်နှာငယ်ရတယ်ဟုဆိုပြီးရာ မိမိရှာဒီအလုံးစိတ်မကောင်းစွာဖြင့်ငိုဝဲဆင်ကြလေတော့ဤသူရှင်နဲ့မိမိရှာများရောက်လာကြောင်းတရင်ကြလိုက်တော့ရွာထဲကလူကြီးကလေးများအထူးဆန်းကြည့်ကြရင်စစ်ပြန်ကြီးအဆောင်ဝင်းထဲသို့ရောက်လာကြလေတယ်မမီဆိုးနေတဲ့တဲ့ဝင်ပူးနေသောရာဇနာမှာလူတွေဝိုင်းနေလေတော့ဤမမီရဲ့သမီးလေးကိုတီယိုကောင်ထဲတမင်ထားပြခဲ့တာမဟုတ်ပါဘူးကွယ်သမီးတို့တောင်မျိုးဟာအပြင်မှာကားမော်ကောက်တယ်လေတာဒီကိုသမီးမှတ်မိလားမော်ကောက်မော်ကီပါတယ်မမီ ပြိတာဘုရားသာရောက်နေတယ်အသွုံလုံးကိုပြောင်းလဲသည့်မိမရှာတဲ့စေကိုကြည့်ပြီးအာလုံးအံ့ဩနေကြတယ်ဒါသည်ဖြင့်ရာဇာဟန်ဆောင်ညာဝနေခြင်းမဟုတ်ကြောင်းဖော်ပြနေပြီးရာဇာသည်ယခင်ကအချောက်ပန်းစကားမပြောတတ်ပါမမီသမီးကိုမန္တလေးစီယုံကြီးထိခေါ်သွားတယ်လေသမီးလမ်းမတွေအသက်ထွက်သွားတာရောမှတ်မိလားမမီလေးသမီးကိုတောင်မြင့်တင်ကြိုင်းမှာကောင်းကောင်းတကြိုပေးကြတာလေသမီးအဲ့ဒါလေးတော့သမီးမတော်ကြည့်တော့ဘူးသမီးတော်တော်ကြည့်ရတာကတော့ဒီအဆောင်သားမှာရောက်နေတယ်သမီးတို့လေး ယူဆူဆူနဲ့တယောကဲကြီးတကောင်ကအဆောင်နောက်ကတမာပင်ပေါ်မှာနေရမယ်ဆိုလို့တမီးအဲ့ဒီပင်ပေါ်မှာနေရတယ်မမီးရဲ့သူကဒီနားမှာအကြည့်ကဲတဲ့တမီးကိုကြော့ကုလော့ကုအောင်လှုပ်ပေးပါမမီးတမီးပေါ်ကိတ်တာဘဝမှာမနေချင်တော့ဘူးဖြစ်ရလေတမီးရဲ့မမီးဘလို့လော့ကုတ်ပေးရမလဲပြောဘုံကြီးငါမပေးမီတင်ငန်းတုံနဲ့ဆွန့်ကပ်ပေးပါမမီးတဲသေးကြိုက်တဲ့မဟင်းငါဆွန့်ကပ်ပေးပါဒါဆိုတဲသေးကြော့ကုတ်မှာပါစိတ်ချပါတမီးရဲ့စိတ်ချမမီးလှုပ်ပေးပါမယ်ကိုယ် မမီဆိုးကဂတိပေးလိုက်သည်နှင့်ရာဇာကဟွာကနေတန်းလိုက်ခါဝင်ပူးနေသောတဲသိဝင်းကျင်ထွက်သွားလိမ့်ရာဇာလည်းပြော့ခွေလဲကြသွားတယ်တဲသိသိဒုနဲ့တောင်စကားမပြောကောလိုက်ရဘူးဟဲ့ဟုတ်ပါရဲ့တဲသိရဲ့ဒီမှာနင့်တငယ်ချင်းတီတီလဲပါတယ်တီတီတို့စီလောကပေါ့အိုးလာပါဦးတငယ်ချင်းရဲ့ကျဲမိမိရှာမရောက်ကတဲသိကိုတာကငိုကြသည်ကေကေကေတဲသိမာတဲ့အတိုင်းလှုပ်ပြီးကြရအောင်မကူကြနဲ့တော့သမော်တကီးတို့ အကိုကြီးတို့မကြီးတို့လည်းအဆိုးကူညီပေးကြပါအောင်ရှင်တသေးစိတ်ရင်းရဒီဆောင်ပါပဲဖုန်ကြီးစွန်ကတ်လိုက်ချင်ပါတယ်မမီစိုးကမျက်ရည်များတုံရင်းစစ်ပြန်ကြီးမိသားစုကိုပြောတယ်ဟုတ်တာဗောတေသူဆန္ဒတိုင်းလောက်ရမှာဗောလာကြပါလာကြပါဥပဇံမကြီးကမမီစိုးတို့အိမ်ထဲခေါ်သွားတယ်စုတို့မနှက်ဖြန်မနှက်ဖြန်လုံနေချင်ပါတယ်စုသမီးလေးကိုတနော်ကားလို့ပါအေးတနာလို့ပါရတယ်ရွာလေးကဖုန်ကြီးပင်ပြီးမယ်မမီး အဖေကြီးကမာမီဆိုးမာမီလို့ပင်ခေါ်လိုက်လေတယ်။မုံကြီးကချက်ဖို့ရောင်းဟင်ပြင်းနဲ့လောက်ပါမလဲ။ကုံကြစီအားလုံးစူကြခံပါမယ်။အော်ဒါမှားမလားကိုတိုင်ချမ်းမလားဟင်။အော်ဒါကတော့မြူထဲမှာရမှာပဲမာမီ။ဒီအထိပို့ပေးမပေးတော့ကျမတို့မသိဘူး။ချက်ချင်းပြုတ်ချင်းနဲ့အိုးခွက်ဆုံးရှိပါတယ်။ပကံခွက်ရောက်လေငှားစရာမလိုပါဘူး။မာမီတာဆူသမီးတို့ဘော်ကီမှာပဲတော်ကဲလိုက်ပြီးတော့ကိုတိုင်ချော်ရက်လိုက်ရင်မကောင်းလားဟင်။နင်တို့ဒီမှာတဲလို့ဘယ်အစ်တော့မလဲ။ သူတို့စကားကိုနားထောင်ကြည့်ဝါ၍အတော်အသင့်သဘောပေါက်သွားသောဥပါဇံကဝင်ပြောလိုက်ခြင်းဖြစ်ပါတယ်။ဦးဘာဖြစ်လို့လဲအန်ကယ်ကြီးဟဲ့ဒါကယောက်ျားလေးအဆောင်နင်တို့တဲ့လို့ဘယ်ဖြစ်မလဲ။ဦးအန်ကယ်ကြီးကလည်းတမီးတို့လေယောက်ျားလေးပဲဟာကိုဟဲ့တော်ခွေးစစ်ပြန်ကြီးအလန်တရားအော်ရင်ပါဇက်ပြဲသွားလိမ့်တယ်။မိမရှာလေးများကတခိခိရည်နေကြကြီး။အင်းဒီရရနေကြသန်းတမီးတို့မမီစီစဉ်မမေဒီလိုလုပ်မေလေစူးတို့တဲတာကတော့မနလီမျိုးတွေကတဲခုခံတစ်ခုခုမှာတော့တဲပါမေ မဟင်းငါ့ကိုတော့ညကနေကအပီချက်ပြုတ်ထားလိုက်မယ်မနဲ့အစောကြီးစိုးလို့ထလာတာပေါ့မကောင်းလားမမီးတော်ပါလှုပ်ပါဒီတုန်းနဲ့လူကြီးအတွက်နဲ့ကုံညာစီရိတ်တွက်ရှဲကြပြီးမမီးစိုးငှားလာတော့ကားနေမယ်စက်မှုစင်းမှာဈေးသွားဝဲကြတယ်စစ်ပြန်ကြီးသမီးဖြူကြီးကလိုက်ဝဲပေးတယ်ညပိုင်းတဲဖို့ကလည်းအသွားလာလေကူသည့်စက်မှုစုံကတဲခုကန်တစ်ခုမှဝင်ပြီးစီစဉ်ထားလိုက်တယ်တကယ်တမ်းကျတော့ဘွတ်ကင်လှုပ်ထားသည့်တဲခုကန်မှပြန်မအိပ်ဖြစ်ကြပေချက်ရင်းပြုတ်ရင်းဖြင့်အချိန်ကုန်မဲမသိကုန်သွားကြတယ် မီဆိုးသမီးများကအကြံဖြင့်အချိန်ဆွဲနေကြခြင်းဖြစ်တယ်။အဆောင်ကယောက်ျားကလေးတွေသူတို့ကတငယ်တွေကသူတို့စကားနဲ့အစင်လေးတွေမျိုးကတ်နေကြခြင်းဖြစ်တယ်။ရှက်ရပြုတ်ကမှကုညီနာကနည်းနည်းဟူအလိုတွေဒီအလိုတွေအကြောင်းပြက ကောင်းလေးတွေကိုရွာတွေကဈေးဆိုင်လိုက်ပို့ဖို့အဖို့ခေါ်တာ။တဲတဲအကြောင်းမေးချင်လို့ပါဆိုပြီးအဆောင်နဲ့ခဏခဏဝင်သွားတယ်။တန်ရှိလှုပ်ဖို့ဆိုကအဆောင်နဲ့အကြောင်းရှာဝင်နေ။ညာပိုင်းကျတော့တဆောင်လုံးအတွက်ရောတအိမ်လုံးအတွက်ပါညသာသမီးကိုမာမီဆိုးကတာဝန်ယူကျွေးမိဆိုတော့ သူတို့အတွက်အကြိုက်ဖြစ်သွားတာစီပင်ကြီးကတော့မိမရှာရီကြည့်ရတာအော်ဂလီဆန်လာသည်နဲ့ဘုံကြီးပြင့်မိဟုအကြောင်းပြကနေလေကနေ့ကအိမ်မထွက်သွားလိမ့်တယ်မိမရှာရီပြန်လောက်ပြီးအထင်နဲ့မှောင်မအိမ်ပြန်လာရသူတို့ကရေမှုချိုးဝစ်စားလဲဖီလင်းပြင်ဆင်ပြီးကြလို့ဒီမှာပဲမအိမ်ဖင်းနဲ့တညာလုံးချက်ပြုတ်ပြီးနေမယ်ဟုဆိုတယ်အိမ်သားအားလုံးနဲ့ရောတဆောင်လုံးနဲ့မှအကြောင်းတင်နေလေရောစီပင်ကြီးလည်းပြန်မတော်ဟုပြောမထွက်တော့ပေတကယ်လေးတညာလုံးမအိတ်ကြပေအိမ်ရှိကွက်လမ်းမှာမိကြောင်တစ်ချောင်းထွန်းကချက်ပြုတ်ကြတယ် ရော်ရဲကအထူးဆန်းလာကြည့်တော့ကလေးပရိသတ်နဲ့တယုံယုံမမီဆိုးသမီးများညမောင်တွင်တယောက်ပြီးတယောက်လှစ်ခနဲလှစ်ခနဲပျောက်သွားကအဆောင်နဲ့ရောက်ရောက်သွားကြ၏ပြီးတော့တယောက်နဲ့တယောက်ပြန်ပြောပြကတဟီဟီတဟဟာစစ်ပြန်ကြီးမှာအသက်ကြီးသွားလို့သာမလွှဲတာပဲမိမရှာတွေကိုကြည်နေရချင်းဖြစ်တယ်စစ်ပြန်ကြီးကမိမရှာဆိုမုန်းတယ်စစ်သားပြီးပြီးယောက်ျားဆိုကြကြရရနေမှသဘောကျတယ်သူတက်ကြယ်ဘဝတုန်းကစစ်တက်ရှိလာပြီးစစ်သားလေးများကိုတရေဝဲဝဲလာလုံနေသည့်မိမရှာ၃ယောက်ကို တက်ထင်းဖန်းကိုကဖင်ကုန်းခိုင်းပြီးစစ်ကပတ်နဲ့ရိုက်ခဲ့ဘူး၏အခုတော့အတလဲကြီးကိုကလည်းအင်ရှင်ဖြစ်နေ၍ဥပိ္ပခာပြူထားရခြင်းဖြစ်လေတယ်စစ်ပြန်ကြီးမှာဖះရှိခိုးပရိယိုစိတ်ပါလက်ပါမလုံနိုင်သူတို့ပြောစကားတွေကိုကြားနေရတယ်ရွှေဘူကတငယ်မာနာကြီးတယ်တို့အကက်မခံဘူးရှင်းမလို့ကြံယုံရှိသည်ပြီးတော့ကေးတာပဲညီအပေါ်တင်းသွားရှမ်းတော့ကိုအေးတပ်ပိုင်ဆိုတဲ့တောင်းကောင်းကေးရလေအစင်မဲနော်တဲ့တဲ့လန့်ဆိုတဲ့ဆိုတဲ့တောင်းကောင်းကေးလား သူသိပုံနေတော့တိတ်တိတ်ရလှမ်းဆွဲတယ်ဆိုတော့အကေကြီးဘုံလို့ဖြစ်မှာပေါ့အေးငါကတော့ပြောကန်းတော့မပြောကန်းညင်တော့ဘူးဒီဆောင်မှာပဲနော်ကီလိုက်ချင်တော့တယ်ဒေါကီမှာနော်ကီချင်စော်ကစ်ပြန်ကြီးကိုယောကူလိုက်ပါလားပရိစိန်ရင်စစ်ပြန်ကြီးတွန့်သွားတယ်ဒီမှနေချင်းစစ်ပြန်ကြီးကိုယူလိုက်ပါလားဆိုတဲ့စကားတိုင်းပဲကိုသူသေးချာနားလည်လိုက်ပြီဖြစ်တယ်ပိတံဘုရားရောက်နေတဲ့သူတို့တငယ်ချင်းတဲတဲကိုတတိမှရကြသေးရဲ့လားမသိပေတဲတဲတစီရလေးသူတငယ်ချင်းများကိုမရှင်းတာလို့ပဲထင်တယ်ဤတညတွင်ငြိမ်သက်နေပြီ မနေ့ပိုင်းကျတော့လေမျက်နှာသေးလေးနဲ့မျက်ရည်လေးတဆန်းဆန်းဖြစ်နေကြပြန်တယ်အဆောင်ထဲမှာဂရင်းလေးကိုခြေရင်းကပ်ခါအဆောင်ထဝက်ခန့်ကိုရှင်းလင်းပြီးဘုံကြီးမြောက်ကိုဆွန်းကပ်ဖို့စီစဉ်ထား၏ကျောင်းနိုင်ဘုံကြီးကိုယ်တိုင်ကြွလာပါတယ်ဖုံးတော်ကြီးအိုကြီးကမိမလိုဝတ်စားပြင်ဆင်ထားသောမိမရှာများကိုကြည့်၍စိတ်မသက်သာစွာတပ်ပြင်းချရှာတယ်သူတို့ကိုအကြောင်းပြု၍ယဟန္တာကိုစိတ်ဖြောင့်ပြင်ပမိ၍မိမဘဝရောက်ရသော မောင်မစကားဇက်ကိုဟောပြတယ်ဖုံဖုံ မောက်မစကကမိမစစ်စစ်တကယ်ဖြစ်သွားတာလားဖေဟာဒါပေါ်ယဟန်နာကိုသွားပြီးပြင်မမိတာကိုကွဲ့ဟေးကောင်းနေတာမိမစစ်ဖြစ်သွားတာလေတိုးဟေးဓမ္မစရိယဘွေးရဖုံးတော်ကြီးမျက်လုံးပြူးသွားလိမ့်တယ်လောကမှာလူရဲလို့ဖြစ်လာရင်ယောက်ျားဆိုလဲယောက်ျားစစ်စစ်မိမဆိုလဲမိမစစ်စစ်ဖြစ်တာဟာအကောင်းဆုံးပဲကွဲ့တင်မဖေဟာဟိုလိုလိုဒီလိုလိုနပုတ်လိန်ဖြစ်ရတာရှိဘဝဝွေကြွေးကြောင့် လူမယားသားမယားစော်ကားကလေးဟဲ့နောင်ဘဝလူဖြစ်ရင်ကြားဆိုလဲကြားမဆိုလဲမပြပြသားသားဖြစ်အောင်စူတောင်းကြတိမဖျားနောင်ဘဝတော့မိမဆစ်ဆစ်ဖြစ်ရပါစေလို့စူတောင်းထားပါတယ်ဖျားဘာဖုန်ကြီးဩချရသွားလေတော့တယ်မမီဆိုးကကြားဝင်ပြီးတောင်းပန်ရှာတယ်မှန်လားပါဖျားတပည့်တော်သမီးအမိုင်မဲလေးတွေမပြောတဲ့မဆိုတတ်တာပွေမယူပါနဲ့ဖျားเอ๋งาก็บ่มีอยู่หรอกงเยก็บ่อยู่เลยมะเฮ้ไก่ๆตีละอยู่จ้าโซ မင်းတို့တငယ်ချင်းကိုဖိတ်ထားပြီးပြီလားတမဖုန်ကြီးငါးပါးကပိတ်ရွတ်ပြီးတယ်ကမောင်ကဖတ်ပြီးတယ်ရည်စက်ချအမြဝေချိန်တွင်ဖုန်ကြီးကမေးအမြဝေရအောင်ကွဲလွန်သူနာမည်ပြောတဲသေးပါဖေဟာနာမည်အပြည့်စုံကတေဥပန်တဲ့နာမည်ရင်းလည်းပြောမှာပေါ့ယောက်ျားနာမည်အပြည့်စုံလည်းပြောဒါမှအမြဝေရင်အပြည့်ဝရမှာတဲသေးနာမည်ရင်းကဘာပါလဲမမီဆိုးကိုယ်တိုင်တဲသေးယောက်ျားနာမည်ရင်းကိုရုတ်တရက်စဉ်းစားမရပဲဖြစ်နေတယ် ကြိုးစွာဦးလေမမီရဲ့အိုးဟုတ်ပါရဲ့ကြိုးစွာဦးပါဖေဘုန်းကြီးရဲ့ရေစက်ချကိုရှေ့မှာတိုင်ပြီးရအမြဝေးတယ်မိမရှာမြအားလုံးငိုတမ်းပါဖြင့်အမြဝေးကြတယ်အမြဝေးတဲ့ဆုံးဒီနေ့ထူးခြားမှုတစ်ခုကိုကြုံလိုက်ကြရတယ်အပုံနဲ့ပြီးခြင်းဖြစ်အပုံနဲ့ကိုတခဏတာမြလူတိုင်းခန်းစားလိုက်ရတယ်ခဏမြသာကြာပြီးချက်ချင်းပျောက်သွားပါတယ်ဘသူ့ဝမတော့ဝင်မပူတော့ပေမင်းတို့ရဲ့တကားလေးကျွတ်လို့ရှာသွားပါပြီကွယ်ကောင်းရံမွန်ရံရောက်ဖို့သာဆူတောင်းကြပါရော့ ိစ္စအားလုံးပြီးတော့မမီဆိုးတို့တွေပြန်ကြရပေးတော့မယ်တနေ့နေ့တညနားခိုရင်ခင်မင်ရင်းနေပြီဖြစ်ပြီလားသက်သက်ကိုသတိရလို့ပဲလားတော့မသိမမီဆိုးကစမျက်ရည်လေးတဆန်းဆန်းဖြစ်နေတယ်မမီဆိုးသမီးများကအဆောင်နေចောင်းသားများကိုနှုတ်ဆက်တယ်ရန်ကုန်ရောက်ရင်ဝင်လဲပါဆိုတာလိပ်စာများဖုန်းနံပါတ်များပေးကြတယ်သူတို့လည်းပင်ပန်းနေကြပြီရန်ကုန်ကနေတညလုံးကားစီးလာရတယ်ဒီရောက်တော့လေတညလုံးချက်ဟဲပြုတ်ဟဲနဲ့အိပ်ပြက်နေကြရတယ်ညညစတဲ့အိပ်ပြက်သည့်ဒန်းဖြင့်မျက်လုံးများမေ့စင်နေကြပြီ ဒီတင်ညတော့ဘုတ်ကင်လောက်ထားတဲ့တဲခုကမ်းမှာသွားအိတ်ကြမယ်။သွားတော့မင်းနော်စိုးတို့ကူညီတာအများကြီးကျေးဇူးတင်ပါတယ်။အကူကြီးသွားမင်းနော်။မာမီဆိုးကစစ်ပြန်ကြီးကိုပါတလေးတစားနှုတ်ဆက်ရှားတယ်။ရန်ကုန်ပြန်ညဝင်နှုတ်ဆက်အောင်မယ်။သွားပြီ။အတာ။ဟေးတူပြန်ပြီနော်။မမိနဲ့နော်။ရန်ကုန်ရောက်ရင်ဝင်ငင်နော်။တောင်မျိုးနှစ်တိုင်းလာတယ်။နောက်နေလာရင်စုံညာအောင်မယ်နော်။ ။စူညံစွာအော်ဟစ်နှုတ်ဆက်ကြပြီးကားအမြန်ထွက်သွားမှပဲ။နာအေးသွားလီတော့တည်းစစ်ပြန်ကြီးဥပဇံကတပ်ပြင်းချလိုက်၏။ဘာပဲဖြစ်ဖြစ်သူတို့တကူတကလာ၍ကုသိုလ်ကောင်းမှုယူပေးလိုက်သည့်အတွက်အဆောင်မှနှောက်ရှက်နေသောမိမရှာတရေရန်ကအေးသွားခြင်းဖြစ်တယ်။ဥပဒံကကားမောက်ရာတွင်ကွယ်လွန်သွားရှာသောတန်တဲ့ဆိုသည့်မိမရှာလေးကိုကောင်းရံဘဝရောက်စေဖို့ဆူတောင်းလိုက်လေတဲ့မိမရှာလေးလက်သုံးစကားကိုတစ်ချိန်လုံးနားရင်ထားသည်မို့ တုစုတောင်းကအချောက်ဗန်းစကားအတိုင်းရောင်၍ထွက်သွားလေ၏သင်သေးတယောက်ကိုအောင်ရဘောကကိုရောကောက်ပါစေတဲ့စောကောင်းလောကုကောကလီအဲလီစောင်းလူလင်း